်မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျော်စွာဝင်းကသူ့ရဲ့ trainer တွေ legend of fighter တွေကိုလက်ဆောင်ပစ္စည်းတွေပေးသွားခဲ့တဲ့ဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်ပြီးခဲ့တဲ့စနေနေ့ကတော့ကျော်စွာဝင်းကဒီထိုင်းနိုင်ငံဘက်ကိုရောက်ရှိလာပြီးနောက်ပိုင်းသူ့ရဲ့ပထမဆုံးပွဲကိုစတင်ထိုးသက်ခဲ့တယ် Lubini Super Fight ပြိုင်ပွဲမှာထိုးသက်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော် YouTube ကပြည့်သက်တွေကို review brief ကိုတေချာလေးလုပ်ခဲ့တယ် အဲ့ဒီဗီဒီယိုကိုအကုန်လုံးလုတ်ပြီးမှဒီကွန်ပျူတာက hard disk ကြွသွားတော့ပေါ့နော်အဲ့တော့ကျွန်တော် review ဗီဒီယိုကိုမတင်လိုက်ရဘူးသို့တော်လည်းပဲဒီ Facebook ကပြည်သက်တွေကိုတော့ကျွန်တော် Facebook version အတွက်ကတက်တက်ထုတ်ထားဆိုတော့အဲ့ Facebook ကပြည်သက်တွေကိုတော့ကျွန်တော်အဲ့ဒီဗီဒီယိုတင်ခဲ့တယ် Cage Fight Facebook page မှာသွားပြီးကြည့်လို့ရတယ် YouTube ကပြည့်သက်တွေအနေနဲ့ပေါ့နော်အဲ့ဒီ review video ကိုမကြည့်ရဘူးဆိုရင် Cage Fight Facebook page မှာကြည့်လို့ရပါတယ် လကနောက်ွယ်ကအကြောင်းအရာတွေကျွန်တော်ရဲ့အမြင်တွေဂါယကချင်းဖိုက်တာရဲ့ခန်းစားချက်တွေစတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောပြနိုင်တဲ့လောက်ကြိုပြီးပြောပြထားပါတယ်ဒီနေ့မှာပြောပြခြင်းတဲ့အကြောင်းအရာကကျော်စွာဝင်းကနှိမ့်ချပြီးတော့တက်သည့်လိန်မာတဲ့ဖိုက်တာတယောက်ဆိုတဲ့အကြောင်းအရာပါ ကျွန်တော်တို့ပွဲမထိုးခင်ချင်းကက်ကြတဲ့အနေထားတုန်းကဆိုရင်ကျော်စွာဝင်းကသူ့ဘော်ကျေးဇူးရှိခဲ့ဘူးတဲ့ဒီမြန်မာပြည်ကကျေးဇူးရှင်နေစီကိုလည်းလှမ်းပြီးဖုန်းခေါ်တဲ့အကျိုးအကြောင်းလေးရှင်းပြတယ်သူ့ပွဲထိုးတော့မယ်ဆိုရဲအကြောင်းလေးတခြားအသိပေးတယ်ပြီးတော့ပွဲထိုးဖို့ဒီကွန်းနဲ့ကိုဝင်လာကန်နီးမှလဲသူ့ရဲ့ထရိုင်နာကြီးဖြစ်တဲ့ချမ်ကိုတခြားကြော့တယ် ဒီအာယုံစူးစိုက်ပြီးတော့သူ့ရဲ့တထေးကိုလည်းလှမ်းပြီးတော့အကျိုးကြောင်းရှင်းပြတယ်သွားထိုးတော့မယ့်အကြောင်း ready ဖြစ်ပြီးဆိုတဲ့အကြောင်းလည်းဖက်တက်ကတထေးကိုရှင်းပြတယ်အဲ့လိုပုံစံမျိုးနဲ့ပွဲကိုချင်းကက်တယ်ပေါ့နော်ပွဲထိုးတဲ့အနေထားမှာလည်းဘလို့ဘလို့ဆိုတာကျွန်တော်ပြောပြခဲ့ပြီးပြီဒီတစ်ခါတော့ပေါ့နော်ကြောစော်ဝင်းကဒီပွဲထိုးပြီးတော့သူပွဲထိုးပြီးမှထိုးကြီးတွေရလာတယ်ပေါ့နော်အဲ့ထိုးကြီးရလာတဲ့ထိုးကြီးတွေနဲ့သူ့ရဲ့ trainer တွေအနိကက် legend body ကိုသူကအဲ uniqlo အင်ကြီးတွေဝယ်ပြီး grow သွားတယ်ဒါကတော့ဟို မြန်မာပြည်ကဖိုက်တာလေးတယောက်ပေါ့နော်ထိုင်းမှာငကဲနာမည်ကြီးချင်မှလေ့ကျင့်နေရသည့်တိုင်အောင်သူ့ရဲ့ဆရာတွေမြင်ဆရာတင်ဆရာတွေပံ့ပိုးကူညီပေးကြတဲ့မိတ်ဆွေကောင်းတွေကိုမမေ့ဘူးဆိုတဲ့အကြောင်းအရာလေးကိုပေါ်လွင်စေချင်တဲ့အတွက်ကျွန်တော်ကပြောပြမိတာကျောသောဝင်းကလက်ဆောင်ပေးပြီးကြောတဲ့အရေးအတွက်ကိုကြည့်မယ်ဆိုရင် trainer champ ပါတယ်သူ့ရဲ့အဲတူကျောသောဝင်းရဲ့အဓိကအနိကပက်ကင်ပေးတဲ့ trainer ပါတယ်ပြီးတော့ကြတော့ y2k တို့လို့ပါတယ်နောက်ခရော့တို့လင်မယားနှစ်ယောက်လုံးပါတယ်စသဖြင့်တော်တော်များများကိုသူကလက်ဆောင်ပစ္စည်းတွေပေးထားတယ် ဲ့လိုအနေထားမှာလဲဒီသူတို့လက်ဆောင်ပစ္စည်းရတဲ့သူတွေကကျေးဇူးတင်တဲ့အကြောင်းဗီဒီယိုကလစ်လေးတွေပြန်ပြီးတင်ထားတာပြည်သက်တွေတွေ့ရလိမ့်မယ်ဒါကတော့ကျွန်တော်တို့ fighter ပေါ့နော် one championship မှာမထိုးရသေးတော့လဲပဲသူတက်နိုင်တဲ့ belly ကနေသူ့ဟာနဲ့ပြန်ကြည့်တယ်ဆိုရဲအကြောင်းအရာလေးကိုပြောပြတာပါသူ့ရဲ့အဲ့ဒီအပြုတ်မှုတွေနဲ့ပတ်သက်လို့ fedet တတိတွေကလည်းတော်တော်ကြီးကိုချိန်နှက်ကြတယ်သူ့ကိုလည်းခေါ်ပြီးတော့ဒီလိုနိုင်ပွဲရယူတဲ့အတွက်သူတို့ဂုံယူတယ်ဆိုတဲ့အကြောင်းလဲခေါ်ပြီးပြောသွားတယ်ဒါကတော့ကလကနောက်ွယ်ကအကြောင်းအရာလေးကိုကျွန်တော်ပြောပြတာပါ ကြိုသာဝန်ပွဲစောင့်ကြည့်ကြမဲ့ပြည်သက်တွေအနေနဲ့တော့ဝမ်ချမ်ပီယံရှစ်စင်မြင့်ထက်မှာလာမယ့်2026ခုနှစ်အစောပိုင်းမှာကြီးကွင်းရဖို့အတွက်မျှော်လင့်ချက်ရှိနေပါတယ်ကလကနောက်ွယ်မှာတော့အတော်လေးခီးရအောင်လှုပ်ဆောင်နေကြပြီတိုးတော်လေးပဲပွဲကတိတိတင်တင်မဟုတ်သေးတော့အဲ့လောက်ပဲကျွန်တော်တို့အနေနဲ့ပြောလို့ရပါသေးတယ်ကွန်းနေတီလာပြီးအပေးကြတဲ့ပြည်သက်တွေကိုလည်းကျေးဇူးတင်တယ်လက်ရှိအနေထားမှာတော့ကျော်စွာဝင်းကတပတ်လောက်တော့အနာယူအောင်မယ်သူမြောက်ရီမဲဆောက်လောက်ထိသွားပြီးတော့မြန်မာပြည်ကသူ့ရဲ့အမျိုးတွေနဲ့တွေ့ဖို့အစီအစဉ်ရှိတယ် ဒါကတော့လက်ရှိအနေအထားတစ်ခုပေါ့နော်ပြီးတော့ကြာရင်တော့ဒီထိုင်းကိုပြန်လာပြီးတော့ဒီ training ပြန်ဆင်မယ် training ပြန်ဆင်ပြီးတော့ဒီလာမဲ့ one championship မှာထိုးခွင့်ရမယ်ပွဲအတွက်ပြင်ဆင်မှုတွေလှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းကို Jordan သတင်းကောင်ပါထားပြရစေခင်ဗျာဆက်လက်ပြောပြမယ်အကြောင်းအရာကတော့ဒီ one championship ပြိုင်ပွဲတွေမှာမြန်မာ fighter တွေပွဲမရတော့ဘူးလားဆိုတဲ့ခေါင်းစဉ်ကိုထပ်ပြီးဆွေးနွေးပေးကြတာဖြစ်ပါတယ် လက်ရှိဝမ်းချန်ပီယံရှစ်အနေအထားကိုကြည့်လိုက်မယ်ဆိုရင်2025ခုနှစ်ကုန်စိုးဘိုးကသိပ်ပြီးမကြံတော့ဘူးလက်ကျန် 1Friday 5ပြိုင်ပွဲအရေးတွက်ကလည်းစုစုပေါင်းမှ3ပွဲပဲရှိတော့တယ်အဲ့ဒီပွဲစဉ်တွေကတော့ဒီရှေ့လာမယ့်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ့် 1Friday 5 135ပြိုင်ပွဲနောက်ဆုံးအနေနဲ့ကျင်းပမယ့်ဒီဒီဇင်ဘာ16ရက်နေ့မှာကျင်းပမယ့် 1Friday 5 137ပြိုင်ပွဲနဲ့ဒီကြားထဲမှာကျင်းပမယ့် 1Friday 5 136ပြိုင်ပွဲတွေဖြစ်ပါတယ် ရှေ့လာမဲ့တောက်ကြနေညပိုင်းမှာကျင်းပမဲ့ပြိုင်ပွဲအတွက်တော့ promotion ကပါဝင်လာမဲ့တွဲဆိုင်တွေကိုအကုန်လုံးချပြလိုက်ပြီးပြီးအဲ့ဒီပြိုင်ပွဲမှာတော့ကျွန်တော်တို့မြန်မာကိုစားပြု fighter တယောက်မှပါဝင်လာခြင်းမရှိသေးပါဘူး တစ်ဆက်တည်းမှာပဲနောက်ဆုံးကျင်းပမဲ့ဒီဇင်ဘာ16ရက်နေ့ကပြိုင်ပွဲအတွက်လဲပါဝင်လာမဲ့တွဲဆိုင်တွေကိုအတန်အသင့်ချပြထားပြီးဒီပြိုင်ပွဲကတမ်ပိုကက်ပုံစံမျိုးနဲ့ကျင်းပမှာဖြစ်တယ်။အဲ့ဒီအတွဲထိုင်းကနာမည်ကြီးဖိုက်တာတွေရဲ့တွဲဆိုင်တွေတော်တော်များများကိုချပြထားပြီးလက်ရှိချပြထားတဲ့အရေးအတွက်ရဆိုရင်စုစုပေါင်း၈ပွဲအထိတောင်ရှိနေပြီး ပြောရရင်တွဲဆိုင်အပြည့်စုံဖြစ်ဖို့အနေချင်းပဲလိုတော့တယ်မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တော့ပါဝင်လာခြင်းမရှိဘူးဒီအတွက်ကြောင့်လာမယ့်တောက်ကြနေ့မှာကျင်းပမယ့်ပြိုင်ပွဲနဲ့နောက်ဆုံးကျင်းပမယ့်ပြိုင်ပွဲတွေမှာတော့မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်ပါဝင်လာပွဲမရှိပါဘူးဒါဆိုရင်ကြားထဲမှာကျင်းပမယ့်135 136ပြိုင်ပွဲမှာတော့မြန်မာဖိုက်တာတွေပါဝင်လာမယ့်အရေးအယံလေးတွေတော့ကြားနေရတယ်ပါဝင်လာမယ့်အလားအလာလေးတွေလည်းမြင်နေကြပါတယ် ။တစ်ခါကမြန်မာ fighter တွေကိုကြိလိုက်မယ်ဆိုရင်လည်းဒီ one championship မှာထိုးသက်နေတဲ့မြန်မာ fighter တွေကဒီ sea game ပြိုင်ပွဲဝင်ဖို့အတွက်ကန့်သွင်းပြီးလေ့ကျင့်နေကြတယ်။တချို့ကမွေးထိုင်းပွဲကစားကြမယ်။တချို့က kickboxing ပွဲကစားကြမယ်။အဲ့ဒီအတွက်ပေါ့နော်ဒီ sea game ကဒီဇင်ဘာလထဲမှာထိုင်းနိုင်ငံမှာပဲကျင်းပမှာဖြစ်လို့ fighter အများစုကတော့ one championship မှာထိုးဖို့အတွက်အဆင်မပြေဘူး။ တို့ဖြစ်တော့လည်းပဲတချို့တချို့သော fighter တွေကတော့ဒီ sea game ကောင်းဆောင်မှာပါဝင်ခြင်းမရှိဘူးအဲ့ဒီထက်က fighter တချို့ကတော့သူတို့လည်း one championship မှာပွဲထိုးခွင့်ရတယ်ဆိုတဲ့ပုံစံမျိုးတွေရည်ညွှန်းနေကြတယ်ကျွန်တော်ကတော့ဒီကြားထဲမှာကျင်းပမဲ့135 136ပြိုင်ပွဲမှာ Dream Fighter လေးတွေရဲ့တွဲဆိုင်တွေများပါဝင်လာလိမ့်မလားဆိုတာရင်ခုန်ကြည့်ကြပါရယ် Promotion ဘက်ကတရားဝင်ချပြလာမဲ့ချင်းချင်းချင်းကိုပဲစောင့်ကြည့်ကြရအောင်ပါကျွန်တော်တို့အနေနဲ့သတင်းတွေကြားတဲ့အလားအလာတွေမြင်သည်ဆိုသည့်တိုင်အောင် တရားဝင်ချပြမှအတီးဖြစ်တာမို့တရားဝင်ချပြမဲ့အချိန်ကိုစောင့်ကြတာပေါ့ဗျာဝမ်ချမ်ပီယံရှစ်အကြောင်းတွေပဲပြောနေတုံးမို့ဆက်ဆက်နေတဲ့နောက်ထပ်အကြောင်းအရာလေးကိုထပ်ပြီးပြောပြခြင်းသေးပါတယ်ဝမ်ချမ်ပီယံရှစ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲဒီထိုင်းစစ်တပ်နဲ့သူတို့ပါတနာရှစ်စာချုပ်ကိုနောက်ထပ်နှစ်နှစ်အထိတက်တန်းတိုးလိုက်တယ်ဆိုတဲ့အကြောင်းတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါကဘလို့အကြောင်းအရာလဲဆိုတော့ကျွန်တော်တို့လက်ရှိသွားသွားကြည့်နေတဲ့လူပီနီကွန်းဆိုတာထိုင်းစစ်တပ်ပိုင်းကွန်းမှာ 1 championship နဲ့ Thai set တို့ဒီလိုပူပေါင်းပြီးတော့ Lupini ကွမ်းမှာသူတို့ရဲ့ပြိုင်ပွဲတွေကျင်းပတယ်။အဲ့လိုပြိုင်ပွဲကျင်းပတဲ့အနေထားမှာ Thai set ဘက်ကဒီမွေထိုင်းပွဲတွေမှာ long serve တွေအရင်များနေတဲ့ကိစ္စကိုမကြိုက်ဘူး။ဒီလိုဟာမျိုးကိုတီးတန့်ကျင်းပခြင်းနဲ့အတွက်1 championship နဲ့ partnership လုပ်တယ်။1 championship ကလည်းအဲ့ဒီပြိုင်ပွဲတွေမှာ long serve လုံးဝကျင်းပါတယ်ဆိုတဲ့ပုံစံမျိုးတွေကြွေးကြော်ပြီးတော့ကျင်းပခဲ့တယ်။ Thai set နဲ့1 championship တို့ကနအူးစာချုပ်ချုပ်ဆိုခဲ့တာကတော့၃နှစ်စာချုပ် အဲ့ဒီတုံးတဲ့စာချုပ်ပြီးမြောက်ဖို့အတွက်လာပိုင်းမဲ့လိုလောက်မှာပဲဒီစာချုပ်ကိုတက်တန်းတိုးလိုက်တာဖြစ်တယ်။ဒါကြောင့်မလို့လာမဲ့2နှစ်အထိ1 championship ကသူတို့ရဲ့155ပြိုင်ပွဲတွေ1 fight night ပြိုင်ပွဲတွေကိုဘန်ကောက်ကလူပီနီကွန်းထဲမှာဆက်လက်ကျင်းပသွားအောင်မယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေဆက်ပြီးပြောပြကျင်းပါပါခင်ဗျ။ဆလဘီပြောပြမဲ့အကြောင်းအရာကတော့ထိုင်းကပြည်သက်တချို့မြန်မာဖန်တွေခံစားတဲ့အတိုင်းခံစားဘူးသွားပြီးဆိုတဲ့အကြောင်းအရာလေးပါ ။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့တောက်ကြနေ့တုန်းကကျင်းပခဲ့တဲ့ပြိုင်ပွဲမှာမင်းမချောဖိုင်တာနှစ်ယောက်ထိတိုက်တွေ့ကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည့်သက်တွေကိုအမြဲတမ်းအမြဲတမ်းပြောပြခဲ့တယ်။ဖိလစ်ပိုင်ကမင်းချောဖိုင်တာအစ္စလေးဘုံမိုဂါအိုနဲ့ထိုင်းကမျက်နှာသစ်မင်းမချောဖိုင်တာလေးချွန်ဖူးတို့ထိတိုက်တွေ့ကြတာပါ။ဒီဖိုင်တာနှစ်ယောက်ထိတိုက်တွေ့တဲ့အနေထားမှာအရန်ကိုချော်မော်လှပကြတဲ့ဖိုင်တာတွေဖြစ်တဲ့အတွက်ပြည့်သက်တွေဘယ်ဘက်ကနေဝန်းရံကြမလဲဆိုပြီးတော့ကျွန်တော်ဟာတာလေးပုံစံမျိုးနဲ့သတင်းထုတ်ခဲ့တယ်။ လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကအဲ့ဒီပြိုင်ပွဲပြီးထိုင်းပြည်သက်တွေအကြားမှာဖြစ်နေကြတာပါဘယ်လိုပုံစံမျိုးနဲ့ဖြစ်တာလဲဆိုတော့ချွန်ဖူးနဲ့အစ္စလေးဘူမိုကာတို့ထိုးသွားတဲ့အနေအထားမှာပွဲတည်ပေးတာမမျှတဘူးဆိုတဲ့ပုံစံမျိုးနဲ့ဝေဖန်တာဖြစ်ပါတယ် ဒီဘွဲကြည့်လိုက်ရတဲ့ပြည်သက်တွေအကုန်လုံးလဲသိတယ်။ဘွဲအခင်းချင်းကဘလို့ပုံစံမျိုးလဲဆိုတာပြည်သက်တွေအကုန်လုံးမြင်ခဲ့ကြတယ်။ Sleep Bomu Gao ကတော်ကြီးကိုတားတယ်။ချွန်ဖူးကတော့လက်သီးတောင်ကောင်းကောင်းမထိုးရသေးဘူး။ခြေထောက်ကန်ချက်တွေလည်းခပြင်းမမထွက်သေးဘူး။အဲ့ဒီအနေထားမျိုးမှာ Sleep Bomu Gao ကဒုတိယအချီအလဲတော့နဲ့အနိုင်ယူသွားတယ်။ ဒါကိုထိုင်းပြည်သက်တချို့ကမကျေနပ်ကြဘူး။ဟိုရခင်နှုံးကတော့သူတို့ပဲအစ္စလေးဘူမိုကာဝဲအလှတရားတွေပါညာပြောကြားသည့်တိုင်အောင်ဒီတစ်ခါမှတော့သူတို့တော်တော်ကြီးကိုနှုတ်ဆက်ကြတယ်။ဘယ်လိုပုံစံမျိုးနှုတ်ဆက်တာလဲဆိုတော့တစ်ဖက်က16နှစ်ပဲရှိသေးတဲ့ fighter လေးဒီဘက်က25နှစ်ရှိနေပြီရှိတဲ့ fighter အသက်10နှစ်လောက်ကွာတယ်။ဒါကိုနိုင်နာတောင်မင်းနဲ့ဘောနက်ထပ်ပြီးတဲ့ promotion ကဘယ်လိုပုံစံမျိုးပွဲတည်တာလဲလုံးဝမမျှတာဘူးစသဖြင့်စသဖြင့်သူတို့ကဝေဖန်ကြတာဖြစ်ပါတယ်။ ျွန်တော်တို့မြန်မာပြည်သက်တွေအတွက်တော့ဒီလိုမမျှတတဲ့အခြေအနေကရိုးလို့တောင်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့အများစုသော fighter တွေကဒီလိုမမျှတတဲ့ပုံစံမျိုးတွေနဲ့ထိုးရတယ်။တချို့လည်းနိုင်တယ်၊တချို့လည်းပိုးစုပက်ဆက်ရှုံတယ်။ဒုဗေတိတိုင်အောင်ကျွန်တော်တို့ကတော့ပွဲတွေမမျှမတတဲ့ဂျားတွေကနေအားပေးရတယ်။အခုတော့ထိုင်းပြည်သက်တချို့လည်းအဲ့လိုပုံစံမျိုးခံစားရတဲ့အတွက်ဒီလိုလူတွေဝေဖန်လာကြပြီ။ ဒီနေ့မှာကျွန်တော်ပြောချင်တာကထိုင်းပြည်သက်တီဘက်ရဲ့အမြင်ကတော့အဲ့လိုအဲ့လိုပုံစံမျိုးမြင်တယ်။သို့တော်လည်းပဲအစ္စလီဘိုမိုဂါအိုရဲ့ဘက်ကတော့သူမအောင်ပွဲခံတယ်ဆိုတာသူမထိုက်တန်လို့အောင်ပွဲခံတယ်ဆိုတဲ့ပုံစံမျိုးမြင်မှာပါ။အခင်းချင်းကိုကြည့်လိုက်မယ်ဆိုရင်အစ္စလေးဘိုမိုဂါအိုကမွေထိုင်းကစားသမားမဟုတ်ဘူးမွေထိုင်းဘက်ကိုကူးပြောင်းထိုးတာအခုမှစုစုပေါင်း6ပွဲပဲရှိသေးတယ်အဲ့ဒီထဲကမှ၄ပွဲက1ချန်ပီယံရှစ်ခေါင်းဆက်အောက်ကနေထိုးတယ် တစ်ဖက်ကချွန်ဖူးကတော့ငငယ်ကလေးကမွေးထိုင်းပွဲကစားတယ်ဒီဝမ်ချမ်ပီယံရှစ် level အဆင့်ထိမရောက်သေးပေမဲ့တသက်လုံးမွေးထိုင်းကစားပွဲကစားလာတဲ့ fighter ဒါကြောင့်မလို့ဒီပွဲကမမျှတစရာအကြောင်းမရှိဘူးဆိုပြီးသူမကကောက်ချက်ချထားမှာပါ ထိုင်းပြည်သက်တွေကတော့ဒီချွန်ဖူးကအခုမှ16နှစ်ပဲရှိသေးတယ်။ဟိုတုန်းကအပျော်တမ်းပွဲတွေပဲထိုးခဲ့တဲ့ fighter professional ပွဲတောင်များများဆဆမထိုးရသေးဘူး။အဲ့လိုနေထားမျိုးမှာဒီလက်ရည်အပားနဲ့ထိုးခိုင်းတဲ့မွေထိုင်းပွဲထိုးခိုင်းတဲ့ဒါကြောင့်မလို့တော်တော်ကြီးခံလိုက်ရတယ်။ promotion ဘက်ကမတရားဘူး။စတဲ့ပုံစံမျိုးတွေနဲ့ဆွေးပန်ကြတာဖြစ်ပါတယ်။အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတူးဆွကြည့်မယ်ဆိုရင်တော့ one championship ကဒီလိုပုံစံမျိုးတွေတဲတာအထူးဆန်းတော့မဟုတ်ပါဘူးကျွန်တော်တို့ fighter တွေရဲ့တွဲဆိုင်နေဖို့ပဲပြောကြည့်ပါဦးမယ် ။တန့်စင်တဲ့တာကေတုတဲတုံးကလည်းဒီလိုပုံစံမျိုးဖြစ်ပါတယ်။စူပါရီချန်းဆိုရင်သူ့ရဲ့ကစားပုံကိုပြိတက်တွေကသဘောကျသည့်တိုင်အောင်မမျှတတဲ့တွဲဆိုင်တွေစက်တိုက်ထိုးရင်းနဲ့ပြန်ပြီးတော့တောင်မြန်မာပြည်မှာပွဲတွေထိုးတော့တဲ့ဝမ်ချမ်ပီယံရှစ်ဘက်ကိုတောင်ခက်စိတ်စိတ်မလာတော့ဘူး။အခုနောက်ပိုင်းထိုးတဲ့စိုးနောင်ဦးတို့အောက်ချင်းလေးတို့ဆလိုက်ထန်ခွေးရှင်တို့ပွဲတွေဆိုရင်လည်းပြည်သက်တွေမသိကြမှာအစုံလုံးဝမျှတာတဲ့တွဲဆိုင်တွေမဟုတ်ဘူးအဲ့တော့ဒီလိုအခြေအနေမျိုးတွေကကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်တော့သိပြီးအထူးဆန်းမဟုတ်ပါဘူး ထိုင်းပြည်သက်တွေကတော့အခုမှခံစားဘူးရတယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကစားနည်းမှာတော့ဒီလိုမုန်နေထားတွေကရှိမှာပဲ။တစ်ဖက်ကပြန်ကြည့်ရင်လည်း promotion ဘက်ကဒီ fighter တွေကိုလိုပွဲတယ်ပဲအနေထားမှာပြန်ပက်ရှားတာ၎င်း၊အနိကရမပွဲပြတ်တာ၎င်း၊အနိကရမလူစားထိုးဖို့ fighter ရှားတော်၎င်း။အဲ့လိုပုံစံမျိုးနဲ့ပွဲတယ်ကြတော့ဒီလိုမမျှတာတဲ့တွဲဆိုင်တွေကဆက်တိုက်ဖြစ်နေမယ်။တစ်ဖက်က fighter တွေအနေနဲ့ကြည့်မယ်ဆိုရင်လည်း one championship လို့နေရာမျိုးမှာသူတို့အတွက်ထိုးခွင့်ရဖို့ကမလွယ်ဘူး။ဒါကြောင့်မလို့အနိကက်အခွင့်အရေးပဲဖြစ်ဖြစ်မမျှတာပဲဖြစ်ဖြစ်သူတို့ပွဲလက်ခံပြီးထိုးကြတယ်။ဒုတိယမြောက်အခွင့်အရေးတွေရမှာပဲသူတို့အကောင်းဆုံးစွမ်းဆောင်ရည်တွေချပြနိုင်ဖို့ပြင်ဆင်ကြတယ်။အဲ့ဒီတော့ပြည်သက်တွေအနေနဲ့နားလည်ထားဖို့ကဒါလို့မမျှတာတဲ့တွဲဆိုင်တွေရှိလာရင်လည်း ဂါဂျီကန်ရှင်ဖိုက်တာတွေကလက်ခံကြတယ်သူတို့အနေနဲ့စွန်းစားမှုလုပ်ကြတယ်ပြည်သက်ကတော့ကိုဖိုက်တာကိုနိုင်စေခြင်းလို့ပြောတာပြီးကိုဖိုက်တာကိုကောင်းစေခြင်းလို့ပြောတာတိုးတော်လည်းပဲဖိုက်တာတွေကသူတို့ကိုယ်တိုင်သူတို့ risk တွေယူစွန်းစားကန်းတွေလုပ်ပြီးပွဲလက်ခံတယ်ထိုးတယ်ရှုံးတော့ပြည်သက်ပြောခံရတယ်နောက်တစ်ပွဲဒီမှာပိုပြီးကောင်းအောင်ကြိုးစားပြချရတယ်ဒါကတော့ဒီ promotion လောကနဲ့ fighting လောကအကြဖြစ်လာနေတဲ့ trend တစ်ခုပါ UFC လိုနေရာမျိုးမှာတော့ဒီလိုပုံစံမျိုးဆိုတာတော်လေးတော့ရှားပါတယ် ဂျိုရှွာဘန်တောင်းလူစားဝင်ထိုးပေးရတယ်ထိုးပေးရတယ်ဆိုပေမဲ့ပြင်ဆင်မှုကလွဲရင်ကျန်တဲ့အပိုင်းတွေမှာအလောက်ထိလက်ရည်ကွာဟတာမှတ်တမ်းပိုင်းကွာဟတာမျိုးအများကြီးမရှိပါဘူးအဲ့ဒီတော့ UFC လို့ promotion မျိုးလို့ fighter တွေအများကြီးပိုင်ဆိုင်ပြီးတော့ဒီဂုံးသိက္ခာကောင်းကောင်းနဲ့မမမမဲ့ယက်တီနိုင်တဲ့ promotion မဟုတ်သေးတွေ့တော့ဇာညွန်းပုံစံဝတ္ထုဆန်ဆန်နေတဲ့အတွဲဆိုင်တွေကဆက်ပြီးထွက်ပေါ်နေအောင်မဲဆိုတာပြောထားပြရစီခင်ဗျာ ဆက်လက်ပြောပြမယ့်အကြောင်းအရာကယူကရိန်းစစ်မြေပြင်ပေါ်ကနေ UFC စစ်မြင့်ထက်ထိတက်လန်းလာတော့မယ်စစ်သားဖိုက်တာကြီးဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီဖိုက်တာရဲ့နာမည်က Yaroslav Amosov လို့ခေါ်ပါတယ်ယူကရိန်းက MMA ဖိုက်တာ Blood Up Promotion လို့နေရာမျိုးမှာထိုးသက်ခဲ့တယ်ရှုံးပွဲလုံးဝမရှိတဲ့စံချိန်မှတ်တမ်းနဲ့ ဝေဒါဝိတ်ချန်ပီယံဖြစ်ခဲ့တယ်အဲ့လိုဝေဒါဝိတ်ချန်ပီယံဖြစ်တဲ့အနေအထားမှာသူ့ရဲ့ယူကရိန်းနဲ့ရုရှားတို့ကျူးကျော်စစ်ဖြစ်ကြတယ်ရုရှားကယူကရိန်းကိုလာတိုက်တယ်လာတိုက်တဲ့အနေအထားမှာသူ့ရဲ့မျိုးလေးလဲကျသွားတယ်ဒီလိုအနေအထားမှာဒီဖိုက်တာကသူ့ရဲ့ထိုးပွဲတွေကိုရပ်နားပြီးတော့ယူကရိန်းကစစ်ထဲကိုဝင်တယ်စစ်သားတယောက်အနေနဲ့စစ်မြေပြင်မှာအမှုထမ်းတယ်အဲ့လိုအမှုထမ်းတဲ့အနေအထားမှာသူတို့မျိုးလေးကိုမရရအောင်ပြန်လဲတိမ့်ပိုက်ပြီးမှ သူ့ရဲ့ဆွေမျိုးတွေအပေါင်းအသင်းတွေကဆက်ပြီးမတိုက်ခိုက်တော့ဘူးကိုကျွမ်းကျင်ရနေရာကနေပဲပါဝင်တဲ့နဲ့ဆိုပြီးတိုက်တွန်းလို့သူက MMA လောကထဲကိုပြန်လာတာပါကမ္ဘာတလွန့်ကြောကြားခဲ့တဲ့အကြောင်းအရာကဒီဖိုက်တာကဒီလိုတိုက်ပွဲတွေတိုက်ခိုက်နေတဲ့အခိုက်အတန့်မျိုးမှာ ူဘလက်တာမှာရရှိခဲ့တဲ့ချန်ပီယံကပတ်တွေကသူ့ရဲ့အိမ်မှာပဲကြံနေခဲ့တယ်။အဲ့လိုအိမ်မှာကြံနေခဲ့တဲ့အတွက်သူကပတ်တွေကိုပြန်လိုချင်လို့ပြန်ပြီးဒီစစ်ဖြစ်နေတဲ့ဂျားတွေကနေအိမ်ထဲကိုသွားတယ်။သူ့ရဲ့အိမ်ကိုပြန်ရှာတယ်။ကပတ်တွေကိုရအောင်ပြန်သေးလာတယ်။အဲ့ဒီဓာတ်ပုံမှတ်တမ်းတွေကကဘာပေါ်မှာအတော်ကြီးကြော်စောခဲ့တာ။အဲ့ဒီအချိန်ကတော့မြန်မာပြည်သက်တွေကဒီဖိုက်တာအကြောင်းမသိခဲ့ဘူး။ကျွန်တော်လည်းပြောပြဖို့အစီအစဉ်ရှိသည့်တိုင်အောင်အကြောင်းအရာကဒီလောက်ထိမတိုက်ဆိုင်ဘူး။သို့တော်လည်းပဲအဲ့ဒီနောက်ပိုင်းမှာတော့ဒီဖိုက်တာက MMA ဘက်ကိုပြန်လာတယ်။ online ဆိုင်ရဲ့ border jason jason နဲ့ချန်ပီယံကပတ်ကာကွယ်ပွဲထိုးတယ်အဲ့ဒီပွဲမှာရှုံးနေပြီးတော့ချန်ပီယံကပတ်လက်လွတ်လိုက်ရတယ်အဲ့ဒီပွဲကတော့သူ့ရဲ့လက်ရှိ professional fighter ဘွားတခုတည်းတော့ရှုံးနေခဲ့တဲ့ ပွဲစဉ်မှာဒီ fighter ဟာစုစုပေါင်း29ပွဲထိုးထားပြီးပြီး28ပွဲအနိုင်ရတယ် bladder မှာချန်ပီယံတွေဖြစ်ခဲ့တယ်တပွဲပဲရှုံးနေတယ်ဒီကရရဲ့ပိုင်းတွန်းလုံးကတော့သူကကဘာကျော် promotion UFC နဲ့လက်တွဲလိုက်ပြီးဆိုတဲ့အကြောင်းကိုတရားဝင်ချပြပါတယ် ချက်ချင်းဆိုလို UFC နဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေကလည်းဒီ fighter ကသူတို့နဲ့လက်တွဲပြီးဆိုတဲ့အကြောင်းကိုအတည်ပြုတယ်။လာမယ့်ဒီဇင်ဘာလ23ရက်နေ့မှာတော့ဒီ fighter ကြီးကသူ့ရဲ့ UFC fighter ဘဝပထမဆုံးစပြီးကလကဖွင့်ပွဲထိုးရတော့မှာဖြစ်ပါတယ်။အဲ့ဒီပွဲကတော့ UFC Fight Night ခေါင်းဆောင်အောင်မှာထိုးမှာဖြစ်တယ်။ Weatherweight တန်းက Wyan fighter ကြီး Nick McNee နဲ့ထိတ်တိုက်တွေ့ပြီးတော့စော်ကြရမှာပါ။ လက်ရှိဝေဒဝိတန်အခင်းကျင်းအရတော့တကယ်ထိတ်ထိတ်ကျဲဖိုက်တာတွေဇက်တိုက်ထွက်ပေါ်နေတယ်ချမ်ပီယံကပ်စင်ခေါ်ဝင်ရခြင်းနဲ့ဖိုက်တာတွေကလည်းအပြိုင်ဆိုင်နဲ့ထိပ်ပိုင်းထိတက်လာကြတယ်အဲ့ဒီတော့ယာရိုစလက်အာမိုဆော့အနေနဲ့ဖိုက်တာကောင်းတွေအများများတဲ့ဝေဒဝိတန်မှာသူကနောက်ထပ်ဖိုက်တာတယောက်ဖြစ်လာအောင်မလားဆိုတာဒီပွဲကိုစောင့်ကြည့်အကဲခဲလိုက်ကြရအောင်မှာ လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရအကြောင်းအရာတွေမိသက်တွေစိတ်ဝင်စားနိုင်တဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုအားပေးကြပါဦးခင်ဗျာ